DC to AC ratio ဆိုတဲ့သတ်မှတ်ချက်လေးကိုကျွန်တော်ကညွှန်ပြသွားမှာဖြစ်ပါပုံမှန်ပဲကျွန်တော်တို့ဒီ solar panel တွေတက်ကြတယ် solar inverter တွေတက်ကြတယ်အဲ့လိုတက်ကြတဲ့အခါမှာ solar inverter ရဲ့ site နဲ့ solar panel ရဲ့ site ကိုကျွန်တော်တို့ကအမြန်သုံးသက်တဲ့နေလေးပေါ့နော်ကိုတက်ဆင်ဆောင်ရွက်ကြတဲ့အခါမှာအမြန်သုံးသက်တဲ့နေလေးကိုကျွန်တော်ကညှို့ပေးဆောင်မှာဖြစ်ပါတယ်အလုံကောင်းကမှတကယ်သုံးနေတဲ့သူတွေလက်တွေ့မှာတကယ်ကိုသုံးနေကြတဲ့သူတွေဆိုလို့ချင်းဒီအရှိုးလေးကိုဒီ ratio လေးကိုသိတာနဲ့ကျွန်တော်တို့ကဆုံးဖြတ်ရတာပို့ပြီးရွယ်ကူသွားစေမှာဖြစ်ပါတယ် ဟုတ်ပြီဒါဆိုကျွန်တော်ကဘာတွေရှိမှာ DC to AC ratio ဆိုတာဘာလဲပေါ့နော်သူ့ရဲ့ DC to AC ratio is equal to ဘာကိုပြောချင်တာလဲဆိုတော့ဒီ solar panel ကထွက်လာတဲ့ output watt ပေါ့နော် output power ပေါ့အဲ့ output power ကိုတည်ပြီးတော့ inverter ရဲ့တကယ်သုံးမဲ့ inverter မှာသုံးနေတဲ့ rated capacity ပေါ့နော်အဲ့တော့ inverter က power ကိုနဲ့စရမှာဖြစ်ပါပြန်ပြောပါမယ် DC to AC ratio လို့ပြောတဲ့အခါမှာ DC to AC ratio ဆိုတာဒီ ဆိုလာပန်နယ်ရဲ့အောက်ဘုတ်ပါဝါကိုတည်ပြီးတော့ဆိုလာအင်ဗာတာရဲ့အောက်ဘုတ်ပါဝါနဲ့စပေးရမှာဖြစ်ပါတယ်အဲ့ဒီကဏန်းရတဲ့တန်ဖိုးဒီကျွန်တော်တို့က DC to AC ratio ဖြစ်ပါဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီချိန်မှာကျွန်တော်ပြထားတဲ့ပုံလေးကိုတစ်ချက်ကြည့်ကြည့်ပေါ့နော်ကြည့်တဲ့အခါမှာကျွန်တော်တို့ကဒီ solar panel ရဲ့ site က10 kW ရှိတယ်ဆိုကြပါစို့ဒါဆို inverter ရဲ့ site ကလည်း10 kW ဆိုရင်ဒါဒီကျွန်တော်က DC to AC ratio ဒီ1ဖြစ်ပါတ တကယ်လို့ကျွန်တော်ကအဲ့ဒီ inverter site ဒီ10 kilowatt အရှင်နေမှာ solar panel site က30 kilowatt ဖြစ်နေခဲ့မယ်ဆိုရင် သူ့ရဲ့ ratio ဒီ1.3ဖြစ်နေပါမယ်တကယ်လို့ကျွန်တော်10 kilowatt မှာ solar inverter site ဒီ10 kilowatt ဆိုရင် solar panel က60 kilowatt ဖြစ်ခဲ့ရင်1.6ဖြစ်ပါအဲ့ဒါလို့ပဲသူ့ရဲ့ဒီ solar panel site နဲ့ inverter site ကိုကျွန်တော်တို့ကအရှိုးချလိုက်မယ်ဆိုရင်သူ့ရဲ့ DC to AC ratio ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါ ုတ်ပြီဒါဆိုကျွန်တော်မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာဘလောက် ratio ကကောင်းသလဲဘယ် ratio ကတင့်တော်သုံးသလဲကျွန်တော်တို့တစ်ချက်စဉ်းစားဖို့လိုအပ်မှာဖြစ်ပါအဲ့တော့ပထမဦးစားကျွန်တော်တို့ကအဲ့ဒီ ratio တွေကိုပြောတဲ့အခါမှာ less than 1ပေါ့1နဲ့ကိုငယ်မဲ့ငယ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါလေကျွန်တော်တို့က inverter ကကြီးနေပြီရောဆိုတာပန်တွေကငယ်နေတာမျိုးပေါ့ဆိုတော့ solar panel ရဲ့ အပူပါဝါစီငယ်နေခဲ့မယ်ဆိုရင်ဒါက undersize လို့ခေါ်ပါတယ်ဒါကကျွန်တော်တို့ဟို inverter ကအပြည့်အဝမသုံးနိုင်တဲ့အခြေအနေမျိုးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က solar panel က solar panel ထွက်လာတဲ့အပူနဲ့ inverter ထွက်လာတဲ့အပူနဲ့ကအတူတူမျှခြေတိုင်းကျွန်တော်တို့ကသုံးထားရဆိုကြပါစို့အဲ့လိုသုံးထားတာကဆိုတာ profit match လို့ခေါ်တယ် so problem match ဆိုပေမဲ့လက်တွေ့မှာကျွန်တော်တို့က solar panel တွေဒီအမြဲတမ်းဓာကြီးကိုအပြည့်အဝသုံးနိုင်မှာမဟုတ်ဘူးဓာကြီးကိုအပြည့်အဝကျွန်တော်တို့ မသုံးနိုင်ဥပမာ100ကီလို100ကီလိုဝက်ရှိတဲ့ဆိုလာပန်တွေက100ကီလိုဝက်အပြည့်ထွက်ဖို့မဖြစ်နိုင်နော်အရန်ခက်တယ်ဒါကြောင့်ကျွန်တော်တို့ကအာဒီဟာကိုပို့ပြီးလက်တွေ့မှာပို့သုံးဖို့ဆိုလို့ရှိရင်ဆိုလာပန်တွေဒီဆိုလာအင်ဗာတာထက်ကိုကျွန်တော်တို့ကဟို စာလေးများနေတာကိုကျွန်တော်ပို့ပြီးတွေ့ရမယ်။ဥပမာ1.1ကနေ1.2 1.3အဲ့ဒါဒီလက်တွေ့မှာကျွန်တော်အသုံးပြုလို့အကောင်းဆုံးနေချာမှာဖြစ်ပါတယ်။သို့တော်ကျွန်တော်တို့က1.5တို့1.6တို့တွန်းလို့ရပါတယ်။အဲ့ဒါဘလို့အရှင်နေမျိုးမှာတွန်းတဲ့လဲဆိုတော့ကျွန်တော်တိမ်ထူတတ်တဲ့နေတွေမှာတိမ်ရမ်းထူတဲ့နေရာမျိုးတွေမိုးလေဝသကကျွန်တော်တို့ဥပမာမိုးရသည်လိုပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးအရှင်နေမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီ DC to AC ရဲ့ ratio 1.5လောက်ထိကျွန်တော်တို့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဟုတ်ပြီ။ ကျွန်တော်တို့မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာအကောင်းဆုံးအခြေအနေကဘာလဲလို့ကျွန်တော်တို့မေးရင်တော့ကျွန်တော်ကတော့ဘောင်ပိုင်း2လောက်ကတော့ဒါကအကောင်းဆုံးအခြေအနေမှာရှိတယ်လို့ကျွန်တော်ကတော့ပြောပြစေ Solar Electric City System Cost က Batch 2အနေနဲ့လာမယ့်9လပိုင်း10ရက်နေ့မှာတင်နှန်းရှိမှာဖြစ်ပါတယ်တင်နှန်းကိုအမြဲတမ်းမေးနေတဲ့သူတွေ Messenger ကနေမေးထားတဲ့သူတွေအတွက်တရင်ကောင်းဖြစ်ပါတယ် ပုံမှန်တင်နှန်းခြေကတော့တင်နှန်းခြေတသိန်းခွဲဖြစ်ပါတယ်ပထမဦးဆုံးအနန္တူ10ဦးကိုတင်နှန်းခြေတသိန်း2000နဲ့လက်ခံပေးမှာ ဖြစ်လို့အမြန်အပ်ထားဖို့တော့လိုမှာဖြစ်ပါတယ်ထုံးစံတိုင်းမှာကျွန်တော်ရဲ့တင်နှန်းကလူဦးရေကန့်တတ်ထားတာဖြစ်လို့အမြန်အပ်ထားမှသာလင်းတေချာမှာဖြစ်ပါတယ်တင်နှန်းပုံစံကတော့ Zoom Class အတန်းဖြစ်ပါတယ်ည7နာရီကနေ10နာရီအတန်းနေဖြစ်ပါတယ်တင်နှန်းကာလက3ဘတ်ကြာမြင့်မှာဖြစ်ပါတယ် Zoom class က record တွေကိုတော့ကျွန်တော်တို့ Telegram group မှာပြန်ပြီးတော့တင်ပြဆွေးနွေးမှုတွေထပ်ပြီးလုပ်သွားမှာဖြစ်ပါတယ်။မေးချင်တာတွေဆွေးနွေးချင်တာတွေကိုလည်းကျွန်တော်နဲ့အတူအမြဲတမ်းမေးလို့ရဆွေးနွေးလို့ရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။